တကယ်ဒုက္ခတဲ့လူတွေတဲ့ကိုရောက်ရှိဖို့တဲ့ကိုကျွန်တော်တို့ pride ကြားခံလူတွေကအမှန်တန်စနစ်ကြဖို့လိုပါတယ်သိန်း100ကျော်ဘုကငွေပါဗျသိန်း100ကျော်ဘုငွေနောက်ကျွန်တော်ပစ္စည်းပိုင်းအစုံနဲ့ဆိုရင်တော့ကြာလုံးအားလုံးပေါင်းဆိုရင်ကျွန်တော်ဒီမလရာပါတိသိန်းကျွန်တော်600ကျော်ဘုတော့ကျွန်တော်တို့လူတန်းနိုင်ပါတယ်ဟုတ်ကဲ့ဒီတဲ့ဒါမြင်းတိုင်းမှာပဲကျွန်တော်တို့တယောက်ကိုပတ်သက်9000လေးကျွန်တော်တို့ထည့်ပေးတယ်ဒါသူတို့တွေလည်းငွေလေးနဲ့ပစ္စည်းလေးနဲ့ရမယ်ဆိုလို့ရှိရင်တော့အစီအပြေအောင်သွားပြီးတော့စနစ်ကြတဲ့လုပ်ပေးပါတယ် မင်္ဂလာပါဗျမင်္ဂလာပါကျွန်တော်တို့ရောက်နေတာတော့ခုကျွန်တော်တို့စကိုင်းမြို့လေဦးရင်ရက်ွက်သူတမတမယုံမှာရှိတဲ့ကျွန်တော်တို့ဒီရက်ွက်မှာရှိတဲ့ငလင်ဘေးတင့်ပြည်သူတွေကိုလာပြီးကျွန်တော်တို့ကုကြီးလာဖြစ်ပါလေဗျအစီအစဉ်လေးတော့ကျွန်တော်တို့ဒီမှာတော့ဟိုဘက်မှာကျွန်တော်တို့မင်းလန်းမှာတော့ကျွန်တော်တို့အိမ်တော်စု69စုစာကိုကျွန်တော်တို့လူတန်းပြီးတော့ဒီဘက်ထွက်လာပါတယ်အဲ့မှာလည်းကျွန်တော်တို့အိမ်တော်စုတစုကိုကျွန်တော်တို့ဒီစည်းစုံကျွန်တော်တို့ဟိုဖျားဆားပြီးတော့ငွေကားပြင်းအစားတောင်းတဲ့ပတ်စံ9000စီကျွန်တော်တို့မှာ69တူတူခဲ့ပါတယ်ဒီမှာတော့အဲပစ္စည်းစုံနဲ့အဲကျွန်တော်တို့ဒီဟိုပါပေါ့အလူငွေရ9000 ကျွန်တော်ဖြာတို့ညဒန်ဦးတွေကျွန်တော်တို့ဖြာတွေအစားတော့ပစ္စည်းတွေလည်းကျွန်မလူ300စာကျွန်တော်တို့ဒီမှာလည်းလူတန်းချင်းဖြစ်ပါလေဗျဒါတွေတော့ကျွန်တော်မနေ့တည်းကကျွန်တော်တို့ကတော့ကျွန်တော်ပြင်ဆင်ရတာပါမနေ့တည်းဒီမှာရှိတဲ့နေရီကန်ဒေသဒေသကန်ကျွန်တော်တို့ pride ဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ကျွန်တော်ဒီကသူတို့ကတောင်းဝန်ရှိတဲ့လူကြီးတွေနဲ့ပူးပေါင်းပြီးတော့ကျွန်တော်တို့ကျွန်တော်တို့အဲတုံကင်းလေးတွေပေးထားပါတယ်တုံကင်းလေးတွေရတဲ့လူကိုကျွန်တော်တို့ကဒါကတည်းပစ္စည်းတွေထည့်လာပေးတယ်။ဒါမြင်းတိုင်းမှာပဲကျွန်တော်တို့တယောက်ကိုပတ်သက်5000လေးကျွန်တော်တို့ထည့်ပေးတယ်။ဒါသူတို့တွေလည်းငွေလေးနဲ့ပစ္စည်းတွေနဲ့ရမယ်ဆိုလို့ရှိရင်တော့အစီအပြေရောက်ပြီးတော့စနေကြတယ်လုပ်ပေးပါတယ်။ အဲကျွန်တော်တို့ဒီဟာဒီကျွန်တော်တို့ဒီကပြားလေးမပိုင်တော့ကျွန်တော်တို့မပေးပါဘူးဘာမှမပေးလဲဆိုတော့စနေကြလုံနေတဲ့အတွက်ကျွန်တော်တို့ဒီတချို့ဟာဒီကြောင့်လို့ရှိရင်တော့ကျွန်တော်တို့အမြင်တမ်းဒီထားတည်ရပါတယ်ဒီကျွန်တော်တို့ price လုံတဲ့အချိန်ကြီးငွေရေးကျွန်တော်တို့လူတဲ့အချိန်မှာတော့လူဆိုတာလောဘရှိတဲ့ခါကျတော့တချို့ဟာဒီမလူရတဲ့ပြဿနာဖြစ်မှာဆိုလို့ဒါလေးကိုဒီဟာဒီမှာရှိတဲ့သူတို့မှတပေါင်မှရှိတဲ့လူကြီးမင်းမင်းနဲ့ပူပေါင်းပြီးတော့ဒါလေးစနေကြလုံထားပါတယ်ကျွန်တော်တို့ငွေကြီးပဲကျွန်တော်တို့ကအားလုံးမအောင်ကျွန်တော်တို့ ဟိုပါဘိုးရှိတာပေါ့ကျွန်တော်တို့အားလုံးငွေပဲဆိုရင်300ကျော်ဘူးကငွေပါဗျ300ကျော်ဘူးငွေနောက်ကျွန်တော်ပစ္စည်းပါအစုံနဲ့ဆိုရင်တော့ကျွန်တော်အားလုံးပေါင်းဆိုရင်ကျွန်တော်ဒီမလယာမာတွေသိန်းကျွန်တော်တို့600ကျော်ဘူးတော့ကျွန်တော်တို့လူတန်းနိုင်ပါလေဟုတ်ကဲ့ PT ဖြစ်ရတာပေါ့ဗျာ PT ဖြစ်ရတာပေါ့ဒါတွေကကျွန်တော်တို့လူတန်းနဲ့အလူငွေဖို့ပါဘူးဗျာဒါတွေကကျွန်တော်တို့ခုနှစ်သားသမီးတွေနဲ့ကျွန်တော်တို့ရဲ့မိတ်ဆွေတွေ Brighter ညီကိုတွေကနေပြီးတော့အနေနဲ့ရက်ကလူတန်းပတ်ဆံကိုကျွန်တော်စနစ်ကြလာလူတန်းပေးခြင်းဖြစ်ပါတယ်ဒီလိုကျွန်တော်တို့လူတန်းခြင်းများအဖြစ်ကျွန်တော်တို့ကတကယ်တော့ဟောက်တဲ့လူတွေတစ်ထက်ကိုရောက်ရှိဖို့တကူကျွန်တော်တို့ Brighter ဂျားခံလူတွေက အမှန်တန်စနစ်ချဖို့လိုပါတယ်ဒီငွေတွေကိုကျွန်တော်တို့တို့လည်းတရားမှသာရင်အလူရှင်ရဲ့ကျွန်တော်တို့ဟိုကုတူဟိုဟွာလေးရလဲပို့ပြီးပြင်ပြင်ထီရောက်ဖြစ်မှာပါဒီပတ်စံလေးတွေကိုကျွန်တော်တို့ကလုပ်ပေးခြင်းဖြင့်တို့တွေနေနေရင်ဒီနေ့ချခါမှာအေးအိုးရင်ဒီပျက်စီးသွားတယ်ပျက်စီးသွားတဲ့အချိန်မှာတို့တွေမှာ30ကျော်ပတ်စံမရှိဘူးသိရတဲ့အတွက်ကျွန်တော်တို့ပေးတဲ့ပတ်စံမှာများပေမဲ့ဒီ9000လေးရလဲတို့တွေတော့တရောင်းတရေရနေပြီးတော့အဲကျွန်တော်တို့ဟိုလက်ခံရချင်ပါကျွန်တော်တို့လိုပဲလောက်လူတိုင်းမဲ့ပရိုက်တာတွေလည်းရှိကြမှာပါတို့တွေလူတိုင်းနေဆိုလို့ရှိရင်တို့တွေနေတယ် လုံလောက်တဲ့ပစ္စည်းတွေတော့ရနိုင်တယ်လို့ထင်ပါတယ်တံဝီတော့ကြီးမားတော့တော့ကြီးမားတာပေါ့ကျွန်တော်တို့ရန်ကုန်ဆလာတွေကဟဲ့လားကျွန်တော်တို့ဒီပစ္စည်းတွေကိုစဉ်းစားရကျွန်တော်တို့လက်ခံရတယ်လက်ခံပြီးတော့ကျွန်တော်တို့ရင်းလေးပေါ်ကျွန်တော်တင်ရတယ်လမ်းတစ်လျှောက်မှာကျွန်တော်တို့ဟဲ့လားရာသီဥတုနဲ့ကျွန်တော်တို့မတမာသူတွေရဲ့လက်ထက်မရအောင်ကျွန်တော်တို့ကဟဲ့လားစဉ်းစားတင်ရတယ်အဲနောက်ဒီမှာရောက်တဲ့ခါကျတော့လေကျွန်တော်ဒီမှာဒေသခံကကျွန်တော်တို့အသင်းဖွဲ့တွေဒေသခံကကျွန်တော်တို့လူကြီးတွေနဲ့တိုင်ပင်ပြီးတော့ဒါလေးတွေကျွန်တော်တို့က ပေးနိုင်ဖို့အတွက်ကိုကျွန်တော်တို့စီစဉ်ရတယ်ပစ္စည်းကိုမှရှိတဲ့ပစ္စည်းအရေးတွယ်လေးတွေတန်တန်မိုးလေးတွေကျွန်တော်တို့ညှိနှိုင်းရတယ်ညှိနှိုင်းပြီးတော့ဒီမှာလာပို့တယ်ပို့တဲ့အခါကျတော့လေဒီဒီတန်မိုးများတာနဲ့တိုင်းဆိုလို့ရှိရင်ကျွန်တော်တို့ဒုက္ခရောက်တဲ့လူတွေလက်ထက်ရောက်ဖို့အတွက်ကဒါသူတို့တန်မိုးအနေကပါပဲဘာလို့တန်မိုးကြီးတာနဲ့တိုင်းဆိုလို့ရှိရင်အနေကပါအခုကျွန်တော်လာကြတာကတော့အခုကျွန်တော်ရန်ကုန်ဆိုရင်လေးတင်းလာတယ်ဒါကျွန်တော်တို့မဟာတရာလူမှုကွန်ရက်အသင်းကြီးတော့လောကဟိတလူမှုကွန်ရက်အသင်းကျွန်တော်တို့ကြည့်ဒီကောက်ကလူမှုကွန်ရက်အသင်းနဲ့ကျွန်တော်တို့ဒီအဝါတွေရှိကြပါတယ် အဲ့လိုရှိတဲ့ပြင်နောက်ကျွန်တော်မင်းထလူမှုကွန်ရက်အသင်းတော်ဘိုးတဲ့နောက်ဆန်းလာပါတယ်နောက်ရှမ်းပြည်ကကလောဂရုဏာလူမှုကွန်ရက်အသင်းနဲ့ကျွန်တော်ပူးပေါင်းပြီးတော့ဒါလေးလောက်ကြခြင်းဖြစ်ပါတယ်ဒါကျွန်တော်တို့ကအားလုံးစူးစီးပြီးမှသာကျွန်တော်ဒါလေးလောက်ကြတဲ့အတွက်အဲတန်မိုးကတော့မဖျော်ပြနိုင်တဲ့တန်မိုးလို့တော့ကျွန်တော်ယူဆပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့အခုဘလူရှင်နဲ့ကျွန်တော်လှူကြပါတယ်ကျွန်တော်တို့ဘော်ယုံကြည်မှုကျွန်တော်တို့ဘော်ကိုလေးစားမှုနဲ့လှူတဲ့ဥစ္စာမင်းသမီးအောင်ကျွန်တော်အခုဒီမှာမြင်နေတဲ့မှာပဲကျွန်တော်တို့ပရိသတ်ကိုကျွန်တော်တို့ထိထိရောက်လှူခဲ့ပေးပါပြီကျွန်တော်တို့စနစ်ကြနေကျွန်တော်တို့ ရန်ကုန်ဒီလာပါတယ်ရန်ကုန်လာပြီးကျွန်တော်တို့ချိုတင်ပြီးတော့ကျွန်တော်တို့ပြင်းစင်မှုတဲ့အတိုင်းမှာပဲကျွန်တော်တို့မှာဒီလိုလေးပေါ့ကျွန်တော်တို့ကဒါလေးတွေကျွန်တော်လုတ်ခဲ့ပါတယ်ဒီလိုလေးကျွန်တော်လုတ်ထားခဲ့တယ်လုတ်ခဲ့ပြီးကျွန်တော်အထက်မှာကျွန်တော်တို့ပတ်စံ9000တိကျွန်တော်ထည့်ထားတယ်9000ထည့်ထားပါတယ်ဒီလိုလေးကျွန်တော်ထည့်ထားပါတယ်ဒီမှာကျွန်တော်ဒီမှာကု300တတ်မှတ်ထားတယ်ဆိုတာလေကျွန်တော်တို့ကျွန်တော်ဟိုဘက်မှာလည်းကျွန်တော်တို့ကျွန်တော်တို့ကိုကျွန်တော်တို့ဟိုပေါ့ဟိုပေါ့ဟိုလှမ်းပြီးတော့ ဟိုခြေဆက်ထားတဲ့နေရာလေးရှိတဲ့အဲ့ဘုကကျွန်တော်လူဖို့တက်ကလေးကျွန်တော်တို့ခြံထားပေးရပါတယ်အဲ့မှာကျွန်တော်ဒီရပြန်လို့ရှိရင်ကျွန်တော်တရားဥပဲကျွန်တော်ဝင်မယ်လို့ကျွန်တော်တို့ရည်ထားတဲ့အဲ့မှာအဲ့အတွက်ကျွန်တော်တို့ကလူ9အိတ်သားစု50တာလို့ကျွန်တော်တို့ဒီမှာခြံထားပေးပါတယ်ဒီမှာတော့ကျွန်တော်အလုံးပေါင်း150လောက်တော့ကျွန်တော်တို့လူထမ်းခဲ့ပြီးပါပြီအဲလူထမ်းနဲ့ငွေကြီးလူထမ်းနဲ့အားနဲ့ပတ်သက်လို့ကျွန်တော်တို့ကြီးတော်လောက်ကိတာဝါအနေနဲ့အိတ်သားစု2000ကျွန်တော်တို့အိမ်တော်နေရာစားအတွက်ကျွန်တော်တို့သိန်း100ဘူး။နောက်ဒီကအယူကလူမှုကွန်ရက်တွေကအိမ်တော်နေရာအတွက်သိန်း100 ောင်လုံးပြန်လူမှုကွန်ရက်တကလူတရလူနေရတဲ့သိန်း100နောက်ကျွန်တော်တို့ဦးဇော်မင်းထွန်းနဲ့စင်ကာပူရောက်မိတ်ဆွေများကအိမ်တော်သူနေရတဲ့သိန်း100အားလုံးပေါင်းသိန်း400ဘူးကျွန်တော်ဒီမှာကျွန်တော်လှူဒန်းဖြစ်ပါတယ်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ပါဗျာကျေးဇူးတင်ပါတယ်ဗျာအခုလည်းပြည့်တဲ့ဟုတ်ကဲ့